လူချင်းတို့ခင်ဗျဘဝမှာဖွံ့ဖြိုးတိုးတက်ဖို့ဟာစိတ်ထားဟာ attitude ဟာအလွန်ကြီးကြီးတယ်အဓိကတော့လူတွေကကျွန်တော်တို့အားကြီးပြောတယ်ကျွန်တော်တို့ attitude ပြောင်းသွားစီတာအပြောတဲ့ဇာတ်ကားတွေတချို့ဇာတ်ကားတွေကျွန်တော်ကြားလိုက်တဲ့ဇာတ်ကားတွေတောင်းနဲ့တောသားထွက်သွားတယ်ဟုတ်တယ်ငေါ့ဒီကောင်တို့ဘာလို့ပြောတာလဲကျွန်တော်ပြောမယ်ဘဝမှာအောင်မြင်ခြင်းဘာတွေပဲပြောလာပြောလာ can positive ပြောင်းမလိုက်ကျွန်တော်လူတယောက်ကဇာတ်ကားတစ်ခုပြောလိုက်တယ်တောသားထွက်တယ်စိတ်ထဲမှာပြောင်းလိုက်အော် तू အပြောဆိုမတက်လို့ဖြစ်ပါလိမ့်မယ်။သူပြောချင်တာဒီလိုဖြစ်ပါလိမ့်မယ်။ကျွန်တော်သိအောင်မြင်လာတဲ့အခါလူချင်းမဲ့တမနာဖြစ်မြလားလူချင်းမဲ့ဟိုဒရင်နောက်ကဒေါသထွက်အောင်မင်းမှာပဲ။ပက်ခနဲ့ဒေါသထွက်ပြီးပြန်ပြောလိုက်ရင် तू ကဘာမှမဖြစ်ဘူးလူချင်းမဲ့တမနာတမနာချင်းချင်းနောက်ရွေးကောက်ပွဲမှာလူချင်းမဲ့တမနာယာရုကိုထိကိုက်လိမ့်မယ်။အော်ခင်ဗျားတို့ကဒါတော့တော့အသုံးမချဘူး။ခင်ဗျားတို့တောင်ဝင်ယူထားပြီးအသုံးမချဘူး။ तू ကမင်းမှာ။အမင်းကဘာကောင်းမလို့လဲငါကဘာကောင်းမလို့လဲ။ तू ပြောရင်လူချင်းမဲ့ image ပဲထိကိုက်။အစိတ်ထဲမှာ तू ကပါလေစာကိုချက်ချင်းပြောင်းလိုက်။အာ तू ကအပြောဆိုမတက်လို့ဖြစ်မယ်။ तू ကငါတို့ ဘာတွေတောင်းဝင်ရောတောင်းဝင်ရတဲ့အချိန်မှာဘာတွေလုပ်နေလဲဆိုတာကိုမေးတာဖြစ်ပါလိမ့်မယ်။အခုက rearrange sentence ကို rearrange လုပ်လိုက် rearrange လုပ်လိုက်။ဒါဆိုရင် emotion တွေ artificial တွေပြောင်းသွားနိုင်တယ်။ဟုတ်လား။အဲ့တော့ကျွန်တော်တို့ဒီထ ිය ဝရဗုဒ္ဓဘာသာမှာတော့ဒါကိုကျွန်တော်ကရုဏာလို့ခေါ်တယ်။ကရုဏာတရားရှိ။အော်သူကအပြောဆိုမတက်လို့ဖြစ်ပါလိမ့်မယ်။ကရုဏာလေးထားလိုက်တာ။ထားလိုက်ရင်လူချင်းမင်းဒီကွာ higher ဖြစ်သွားပြီ higher ဖြစ်သွားတယ်။အဲ့တော့ကရုဏာထားတယ်ဆိုတာမြင့်တဲ့သူတွေပဲထားနိုင်တာ။နော်။အဲ့တော့ကျွန်တော်တို့ခုနပြောဘဝမှာမြင့်မြင့်ကိုရောက်ချင် မြင့်တဲ့စိတ်ထားတွေမရှိမနဲ့ဘလို့အမြင့်ကိုရောက်မလို့ကျွန်တော်တို့ကဟဟလာအဲ့တော့မြင့်တဲ့စိတ်ထားကိုအရင်မွေးဖို့လိုတယ်ဟဟလာအဲ့တော့လူကြီးတို့အနေနဲ့လူတွေရဲ့စကားသံမျိုးကြဘာတွေပဲကြားလာကြားလာအကောင့်ဘက်ကိုပြောင်းနိုင်အောင်စူးစမ်းပါအဲ့ဒါလိုစူးစမ်းနိုင်နေလေအောင်မြင်မှုတွေရရှိအထူးသဖြင့် feedback ပေါ့ဗျာ feedback ကိုဟလာဒီနေ့ခင်မှာကျတော့ feedback ကျွန်တော် business မှာလည်း feedback တွေရှိတယ် customer feedback တွေရှိတယ် social influencer ဆိုရင်လည်း comment တွေ feedback တွေပဲ comment တစ်ခုတွေ့ရတယ်ဟာ ငါပေါ်ကြီးဝင်ရတာဒီကောင်ကဘာလို့ငါပေါ်ကြီးပြောတယ်လဲအဲ့တော့အော်ဒါက तू ကဟိုအပြောဆုံးပတ်တယ်လို့ပြောတာကပေါ်ကြီးပြောငါ့ကိုစသဖြင့်ပေါ့ဗျာဟာသအဖြစ်ပြောင်းရတာလေရှိတာပေါ့နော်ကျွန်တော်ဒါကြောင့်ဘိုးကမှဘာဒီပဲကြုံလာကြုံလာ positive way ကောင်းတဲ့ဘက်ကိုပြောင်းလဲနိုင်ခြင်းဟာလူချင်းဘွားကို on the right track အောင်မြင်မှုစီကိုသွားဖို့အတွက်မန်ကန်နဲ့လမ်းကြောင်းပေါ်မှာရှိနေအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါဒါကြောင့်အခုပဲဘာရဲကြာကြာကောင်းတဲ့ဘက်ကိုပြောင်းနိုင်အောင်ကြိုးစားပါ အောင်မြင်မှုတွေကလူချင်းမှာစောင့်ကြုံနေပါတယ်။အဲတင်းနန်းတက်ချင်တဲ့သူတွေအတွက်ကျွန်တော်တလားကိုတင်းနန်းတစ်မျိုးပဲဖွင့်ပါတယ်။အခုလာမယ်6လပိုင်းမှာဖွင့်ပါတော့ကျွန်တော်ရဲ့ Certificate in General Business Management စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံတင်းနန်းဖြစ်ပါစီးပွားရေးစီမံခန့်ခွဲမှုကိုစတင်လေ့လာမယ်လူငယ်တွေအတွက် marketing hr operation စတဲ့ business တခုကို operate level လောက်ကင်နိုင်မှုအတွက်လိုအပ်တဲ့အချက်လက်တွေကို certificate level တင်ကြပေးမှာဖြစ်ပါတယ်။အဲ့တော့တင်တဲ့တက်ချင်နာမည်ရဖုန်းနံပါတ်ကို comment မှာမီးနေ Messenger မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်20% discount ကျွန်တော်ဆက်ပေးထားပါတယ်။ online တင်တဲ့ညအခုလာမယ်6လပိုင်း10ရက်နေ့စမယ်။ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒေတာတိတိကမ္ဘာဒေတာတိတိကတက်နိုင်ပါတယ်။ နေ့စဉ် recorded video တို့ကျွန်တော် Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ပြန်တင်ပေးမှာဖြစ်ပါတယ်တနင်္ဂနွေတစ်လပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ် live lecture ကိုတော့ apexin zoom application ကနေပြီးတော့ကျွန်တော်တို့ကတနင်္ဂနွေည8:00နာရီတိုင်းကျွန်တော်တို့တအူးချင်းတွေ့ဆုံပြီးတော့တက်နိုင်တယ်အဲ့တော့သင်တဲ့တက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ် အဲ့ကျွန်တော်တို့တနင်္ဂနွေတက်လာပြီးတော့လို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးပါမယ်။အပြင်လူတွေတနင်္ဂနွေတော့ရန်ကုန်မြို့တောင်ဝင်းစင်တာသုံးလာမှာရှိတယ်။ကျွန်တော်ရဲ့ MO တနင်္ဂနွေရောက်မှာမနေ့စင်နာရီကနေညနေ6နာရီထိ6လပိုင်း14ရက်နေ့နဲ့15ရက်နေ့စနေနေ့နေ့ရက်မှာနေ့ရက်အချိန်ပြည့်ကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်ပါတယ်။ဒီတနင်္ဂနွေဒီဘလူးလူတွေတက်တင်တယ်။ကိုယ်ကစီးပွားရေးတစ်ခုလောက်ကအောင်မြင်ပြီးသား business management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။ ကိုကလုပ်ငန်းအတွက်ကြုံရှိပြီးသားဝန်ထမ်းတူဖြစ်တဲ့ management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမယ်။ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်။နောက်တစ်ခုကတော့ management ပညာကိုကျွန်တော်တို့ဒီ diploma ဆက်တက်မဲ့ MBA ဆက်တက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်ပါတယ်။စီးပွားရေး idea ရှိပြီးသားစီးပွားရေးစလုပ်ချင်တဲ့သူတွေလည်းတက်ရောက်နိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ကျွန်တော်စာရေးဆရာဖြစ်တဲ့အတွက်သင်တန်းနဲ့ပတ်သက်ရင်ဂရုနှစ်ခုပေးနိုင်တယ်မပြင်းအောင်သင်ပေးမယ် ပြန်အသုံးချနိုင်အောင်တင်ပြမှာဖြစ်ပါတယ်။အဲ့တော့မိမိတို့ရဲ့စီမံခန့်မှုစွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုကိုကောင်းမွန်တဲ့စိတ်ထားနဲ့တည်ဆောက်လိုက်ကြပါစို့။ We must work together. We must build our nation.